အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ခေါက်ယောဂလို့လူသိများတဲ့အစစ်ရောင်ယောဂအကြောင်းရယ်ခေါက်ကူဖြစ်စီလေယူရစ်အစစ်အကြောင်းရယ်နဲ့ခေါက်ယောဂမဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်ရမလဲခေါက်ယောဂဖြစ်နေပြီးသားသူတွေကရောယူရစ်အစစ်မတက်အောင်ဘယ်လိုရိစားရလဲဘာတွေရှောင်ရမလဲဘယ်လိုထိန်းသိမ်းစားတော့အောင်လဲဆိုတာကိုပြောပြပေးသွားပါမယ်ခေါက်ထလာရင်အစစ်တွေတည်းကနေအဲ့နဲ့ထိုးနေလို့ပူပြီးတော့တချို့ဆိုလမ်းမလျှောက်နိုင်လောက်အောင်ကိုနာကျင်ခံရခက်တာမို့လို့မဖြစ်သေးတဲ့သူတွေလည်းဆင်ញင်လို့ရအောင် ဖြစ်နေတဲ့သူတွေလည်းကောင်းမထအောင်ဝိရဏအယံမခံစားရအောင်ပေါ့နော်ကိုတိထားရင်ကိုပတ်ဝန်းကျင်ကမတိသေးတဲ့သူတွေကိုလည်းကုညီလက်ညှိုးပေးလို့ရသေးဖို့အတွက်ကောက်ယောဂအကြောင်းယူရီအက်ဆစ်အကြောင်းနဲ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အစားအသောက်တွေအကြောင်းတိထားရမှလေးတွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ဆိုတော့အရင်ဆုံးကောက်ယောဂအကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့စိတ်ပညာအခေါ်ဝေါ်ရကောက်တိ arthritis လို့ခေါ်တဲ့အဆစ်ရောင်ယောဂဟာခုနကပြောခဲ့သလိုပဲအစ်စ်ထဲမှာအဲ့နဲ့ထိုးခံနေရတယ်လို့ခံစားရတယ်ဆိုတာဟုတ်တာပေါ့ တကယ်အဲ့နဲ့ထိုးခံနေရတာဖြစ်ပါတယ်။အဲ့တွေကဘလို့ဖြစ်ပြီးရောအစ်စ်ကြားတဲ့ရောက်နေရလဲလို့မေးလိုက်ရင်တော့ယူရစ်အစ်စ်ကြောင့်ပါပဲ။ယူရစ်အစ်စ်များလာလို့ရှိရင်ယူရစ်အစ်စ်တန်ပေါ့နော်။အဲ့လိုလိုရာထပ်ပုံနေတဲ့ယူရစ်အစ်စ်တွေကပျော်ဝင်နိုင်စွာနည်းသွားပြီးရော needle-like crystal လို့ခေါ်တဲ့အချောင်းပုံစံပုံဆောင်ခဲလေးတွေဖြစ်ပေါ်လာပြီးရောကျွန်တော်တို့အစ်စ်တွေကြားထဲကအစ်စ်အိတ်တွေအရွတ်တွေရဲ့အသွင်းသားတွေထဲမှာအသစ်သေးလေးတွေပုံစံနဲ့ဆုနစ်ပြီးရောဒဏ်ရာဖြစ်အဲဒီကနေရောင်ရမ်းလာပြီးရောကောက်တီအာသရိုက်တစ်ဆိုပြီးရောဖြစ်ပေါ်လာတာဖြစ်ပါတယ်။တကယ်တော့ ယူရီအက်ဆစ်ဒက်ဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်မရှိမကောင်းရှိမကောင်းလေးတွေပါသူကကျွန်တော်တို့ခန္ဓာကိုယ်တွေက cell တွေမတည်အောင်သွေး cell တွေမပျက်စီးအောင်ဓာတ်တုဆန့်ကျင်ပစ္စည်းအနေနဲ့ကျွန်တော်တို့အတွက်တိုက်ဖြတ်ကာကွယ်ပေးပြီးတော့အောင်ကျော်စနစ်အတွက်ဆိုရင်လည်းလူကြီးတွေမှာအဖြစ်များပြီးတော့လူငယ်တချို့မှာလည်းဖြစ်တတ်တဲ့ပါကင်ဆန်ယောဂါလို့ခေါ်တဲ့ခြေတုံလက်တုံဖြစ်တာတွေအဇိုင်းမာယောဂါလို့လူသိများတဲ့မျက်ညံချိုရင်းနဲ့မိတတ်တဲ့ယောဂါမျိုးတွေမဖြစ်အောင်လည်းကူညီပေးပြန်ပါတယ်တစ်ဖက်မှာလည်းယူရီအက်ဆစ်များလာရင် အခုထိုက်တယ်လို့ပဲအစ်စ်ရောင်ယောဂါ၊ခေါက်ယောဂါအပြင် ကြောက်ကကြောက်တယ်တာနာရာရှိကြောက်ကယောဂသွေးရိုးတွေစီးကြိုတွေဖြစ်လာနိုင်တဲ့အပြင်နှလုံးယောဂနဲ့နှလုံးသွေးကြောဆံရယောဂတွေအထူးပါဖြစ်စီတတ်ပါသေးတယ်။အခုလောလောဆယ်တော့ခေါယောဂအကြောင်းကိုအဓိကထားပြီးပြောမှာဖြစ်တဲ့အတွက်အစစ်ရောင်ယောဂဖြစ်ရတဲ့အကြောင်းရင်းလေးတွေကိုစပြောမယ်နော်။ခေါယောဂဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာမှရှောင်လွဲလို့မရတဲ့အချက်နှစ်ချက်ကိုစပြီးတော့ပြောရမယ်ဆိုရင်နံပါတ်1ကတော့မျိုးဥလိုက်ခြင်းပါ။ ကိုမိဘတွေမှာအဖိုးအဖွားတွေမှာခေါင်းယောဂရှိနေသူများတွေတဲ့ကိုမှာခေါင်းယောဂဖြစ်နိုင်ကြီး65ရာခိုင်နှုန်းပိုရှိနေပါတယ်တဲ့မယူရင်လဲရဖို့အလားလာများတဲ့အမွေတမျိုးဖြစ်ပါရဲ့နော်ဒါကြောင့်မိဘဘိုးဘွားတွေမှာခေါင်းယောဂရှိနေတာဆိုရင်တည်ကြဲကအစားအသောက်ချုပ်တင်ဆင်ခြင်ပြီးရောကာဝယ်ထားဖို့လိုအပ်ပါတယ်နော်နောက်ရှောင်လဲလို့မရတဲ့နံပါတ်1ကတော့အမျိုးသားတွေဖြစ်နေလို့ပါပဲအမျိုးသားတွေကအမျိုးသမီးတွေထက်ခေါင်းဖြစ်နိုင်ကြီးပိုများပါတယ်တဲ့မိန်းကလေးတယောက်ခေါင်းရှိရင်ယောက်ျားလေး9ယောက်ကခေါင်းဖြစ်နိုင်ခြင်းများတယ်လို့တောင်အချိုးချကြပါတယ်ဒါကြောင့် အမျိုးသားတွေကလည်းပို့ပြီးတည်ထားဖို့ပို့ပြီးကာကွယ်ဖို့လိုမှာဖြစ်တယ်လို့အမျိုးသမီးတွေကလည်းဖြစ်နိုင်ခြင်းနဲ့တည်းဆိုပြီးတော့မပေါ်ဆရပါဘူးနော်။နံပါတ်3ကတော့ချိုးတင်ကာကွယ်လို့ရပါပြီ။သူကတော့ကိုလက်စတရောတက်တာအဆီတက်တာနှလုံးရောဂါတို့စီးကျူးရောဂါတို့သွေးတို့ရောဂါတို့ရှိနေတယ်ဆိုရင်ရှိနေပြီလို့သိရင်စနစ်တကျစိတ်ကူးတာမှုခံယူရမှာဖြစ်ပါတယ်။အဲ့လိုစနစ်တကျစိတ်ကူးတာမှုမခံယူရင်တော့နောက်ဆက်တွဲအနေနဲ့ပြောခဲ့တဲ့ယောဂါတွေကြောင့်ပဲဆဲပျက်စီးရတွေဖြစ်ပြီးရောခန္ဓာကိုယ်ကယူရစ်အက်ဆစ်ထုတ်တာများလာမယ်ယူရစ်အက်ဆစ်တက်လာရင် တချို့မလိုအပ်တဲ့ uric acid အပိုတွေက crystal လေးတွေဖြစ်လာပြီးတော့အဆိပ်အောင်ရောဂါဖြစ်လာနိုင်တာဖြစ်တဲ့အတွက်မပေါ်ဆကြဖို့မှာကျင်ပါတယ်နောက်ဆုံးနံပါတ်လေးကတော့ဆေးဝါးများမဖြစ်မနေသုံးဆွဲနေရတဲ့သူတွေနဲ့အလွန်ကျွံသုံးဆွဲတဲ့သူတွေကလည်းခေါင်းရောဂါဖြစ်နိုင်ခြင်းများပါတယ်တဲ့ဥပမာကြောက်ကဲ့ရောဂါရှိနေလို့စီစီအမြဲတောင်းနေရတဲ့သူတွေနဲ့တွေးတိုးတာကိုနှီးစက်ရာတချို့ဆေးဆံတွေမှာမေးဝဲပြီးတော့တွေးတိုးကြသေးအပြင်စီစီပါတွဲတဲ့အခါလိုအပ်တဲ့ပမာဏထက်ပိုပေးလို့ပိုတောက်လိုက်မိတာမျိုးဖြစ်ရင် uric acid တက်ပြီးတော့ခေါင်းရောဂါဖြစ်တတ်ပါတယ် ဒါဆိုရင်ခေါရောဂါအကြောင်းရဖြစ်စေတတ်တဲ့အကြောင်းရင်းတွေရယူရစ်အက်ဆစ်အကြောင်းလည်းသိပြီဆိုတော့ခေါရောဂါမဖြစ်အောင်ယူရစ်အက်ဆစ်မတက်အောင်ဘာတွေရှောင်ရမလဲဘာတွေစားရမလဲဆိုတာကိုပြောကြရအောင်နော်အရင်ဆုံးခေါက်ရှိတဲ့သူတွေယူရစ်အက်ဆစ်များနေတဲ့သူတွေဆိုရင်ယူရစ်အက်ဆစ်မတက်အောင်ယူရစ်အက်ဆစ်ကြအောင်စားပေးရမယ့်အစားအသောက်လေးတွေကနံပါတ်1သစ်သီးဝလံတွေဖြစ်ပါတယ်ပန်းသီးတို့လိမ္မော်သီးတို့နက်နက်သီးငပြောသီးမလကာသီးနဲ့တံမြာသီးစားတဲ့ဗိုက်တာမင်စီကျော်ဝပြီးရောဖြူရင်းတက်နေတဲ့အသီးနှံတွေကိုစားပေးရပါမယ် purine က uric acid ကိုတိုးဝါစေပြီးတော့ vitamin C က uric acid ကိုလျှော့ချပေးတာဖြစ်တဲ့အတွက် vitamin C ကျော်ဝပြီးတော့ purine ပါဝင်မှုနည်းတဲ့သစ်သီးဝလံတွေကိုမကြာခဏစားပေးလို့ရှိရင် uric acid တိုးဝမှုနှုန်းကိုထိန်းပြီးတော့ uric acid ရောကြအောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်2ကတော့အစိမ်းရောင်ဟင်းနှင်းဟင်းရွက်တွေပါ။ချက်မောင်ရွက်၊ပန်းကော်ပီစိမ်း၊ဆက်လက်ရွက်နဲ့ငရုတ်ပွားတွေလိုမျိုး vitamin C လည်းကျော်ဝတယ်၊ fiber တက်လည်းရတယ်၊ antioxidant အဖြစ်တည်ထောင်မှုကိုလည်းဆန့်ကျင်ပြီးတော့ purine ပါဝင်မှုလည်းနည်းတဲ့ဟင်းသီးဟင်းရွက်တွေကလည်း အဆစ်ရောင်ဝေဒနာတက်တာပြီးရောယူရစ်အဆစ်ကိုလည်းလျော့နေစေတဲ့အတွက်ခေါင်းသမားတွေအတွက်ရောကြိုတင်ကာကွယ်ဖို့ရောမကြာခဏစားပေးဖို့လိုပါတယ်။နောက်ထပ်နံပါတ်3ကတော့အဆီထုတ်ပြီးသားနွမ်းနို့နဲ့နို့ထွက်ပစ္စည်းတွေဖြစ်ပါတယ်။အဆီထုတ်ထားတဲ့နွမ်းနို့နဲ့ဒိန်ဂျင်တို့ဒိန်ငဲတို့မှလည်းဖြူရင်းနေပြီးရောယူရစ်အဆစ်ကိုတန့်စင်ပြီးတဲ့ခေစင်းနဲ့လက်ထပ်ပြူမင်တို့လိုဝေးဖရိုတင်းတွေပါဝင်တဲ့အတွက်ယူရစ်အဆစ်မြင့်တက်ခြင်းကိုကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ကတော့ကောက်နှံမြေအစားအစာတွေနဲ့ အသားမပါတဲ့ဟင်းဒီဟင်းရွက်ရေတောက်ဟင်းတွေပါဆန်တို့ပြောင်းတို့ဆန်လုံးညိုအုတ်ဂျုံမူရောစတဲ့ကောက်နံဒီမျိုးနွယ်အစားအစာတွေကလည်းအစာကြည်လွယ်ပြီးတော့အဆီပြောင်းဝင်မှုနည်းစေသလိုအသားမပါတဲ့အသီးရွက်ရေတောက်ဟင်းတွေကလည်းယူရစ်အက်ဆစ်ကိုထိန်းပေးတဲ့ပရိုတင်းတက်ရစေတာမို့လို့ကောက်နံဒီအစားအစာတွေနဲ့အသီးရွက်ဟင်းရည်လေးတွေကိုမျှတအောင်စားပေးဖို့လိုပါတယ်ဥပမာပြောရရင်မြန်မာအစားအစာတွေမှာကြောက်ဖြုံသီးဟင်းချိုတို့ခွေးတောက်ရွက်ဟင်းချိုတို့ကိုတော့ကောက်ယောဂါအတွက်အတော်အဆင်ပြေတဲ့ဟင်းရည်လေးလို့ညွှန်ဆိုကြပါတယ်နောက်ဆုံးနံပါတ်5ကတော့ရှိပါပဲ ရေရလည်း uric acid ကိုစီးရဖြစ်နေစွန့်ထုတ်ဖို့ကူညီပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်တနေ့ကိုရေ1လီတာနေပြီးတော့3လီတာထိရေမမှန်တောက်ပြီးတော့စီးမမှန်သွားပေးလို့ရှိရင်လည်းပိုရှန်နေတဲ့ uric acid တွေကိုခန္ဓာကိုယ်ထဲကနေပြီးတော့စွန့်ထုတ်ပေးနိုင်မှာဖြစ်တဲ့အတွက်ရေတောက်ဖို့ကိုလည်းမမေ့ပါနဲ့။ရေတောက်ဖို့မပြင်းပါနဲ့စီးသွားဖို့မပြင်းပါနဲ့နော်။ဒီအများကြီးတောက်လို့မရတဲ့ယောဂရှိတဲ့သူတွေကတော့ဒီနီလန်းကိုမသုံးကြဖို့တတိပေးချင်ပါတယ်။ဒါဆိုရင်နောက်ဆုံးအနေနဲ့အစီအရောင်ယောဂဝေဒနာခံစားနေရတဲ့သူတွေနဲ့ခေါက်တော်မဖြစ်သေးဘူး uric acid တက်နေပြီဆိုတဲ့သူတွေရဲ့ ကျူတင်ကာွယ်ဖို့တည်ထားခြင်းတဲ့သူတွေအတွက်ယူရီအက်ဆစ်မတက်အောင်ဘယ်လိုအစားအသောက်တွေကိုရှောင်စားရမလဲလျှော့စားရမလဲဆိုတာကိုပြောပြပါဦးမယ်။အရေးကြီးဆုံးနံပါတ်၁ကတော့ဖြူရင်းတက်အများဆုံးပါဝင်တဲ့အနီရောင်ရှိတဲ့အသားတွေရဲ့ဖြူရင်းတက်လည်းပါဝင်နှုန်းများသလိုဆိုရီယန်တွေ preservative လို့ခေါ်တဲ့ကြာရှည်ခံဆီးတွေလည်းပါဝင်တတ်တယ်ကြက်ဥကြောင်ဝက်ဥကြောင်အသားကြောင်ဝက်ပောင်ကြောင်အသားလာကြောင်စတဲ့အသားချောက်တွေနဲ့ဝက်တခြင်းငချင်းပစွန်ချင်းစတဲ့အသားရှင်တွေကိုလည်းရှောင်စားရမှာဖြစ်ပါတယ်။ရှောင်နေဆိုပေမဲ့လည်း လုံးဝရှောင်ကြဉ်ရမယ်လို့တော့မဟုတ်ပါဘူးတန်ဆေးလွန်ပြီးဆိုတာတက်ကိုနဲ့မတည့်တဲ့အစားအစာဖြစ်နေပြီဖြစ်တဲ့အတွက်စားကျင်လို့စားလိုက်ပြီးဆိုရင်တော့စိတ်အစာပြေအောင်တော့ပဲဆင်ញင်ပြီးလျှော့ထားရင်ကိုကျန်းမာရေးအတွက်ပိုကောင်းတယ်ပေါ့နော်နောက်ထပ်နံပါတ်2ရှောင်ကြဉ်ရမယ်လျှော့ထားရမယ်အစားအစာတစ်မျိုးကတော့ဝန်းနှန်းသားတွေဖြစ်ပါတယ်အသေးအမြစ်တွေဥတွေအမဲဥစိတ်ဥငါးဥဥချမ်းတရရွတ်စားတဲ့ဝမ်းနွင်းကလီစာတွေကဖြူရင်းအများဆုံးပါဝင်တဲ့အစားအစာတွေဖြစ်တဲ့အတွက်ယူရစ်အက်ဆစ်ကိုအလွန်မြင့်တက်စေပါတယ် ဒါကြောင့်တက်နိုင်တဲ့များများများလျှော့စားရမယ့်အစားအစာတွေမှာဝန်ထင်သားကလီစာအစားအစာတွေလည်းပါဝင်ပါတယ်နော်။နောက်နံပါတ်3အနေနဲ့ရှောင်ကျင်ရမယ့်လျှော့စားရမယ့်အစားအစာတွေကတော့တူနာ၊စာဒီငါ၊စာပါငါစတဲ့ငါးကြီးသားတွေနဲ့ငါးသစ်သားဘူးတွေရဲ့ပုံစံထုတ်တွေပင်လယ်ကနန်းတွေပုံစံကြောက်တွေဖြစ်ပါတယ်။ငါးကြီးသားတွေမှာအိုမီဂါ3ပါဝင်လို့နှလုံးရောဂါ၊သွေးလိုရောဂါနဲ့သွေးလည်ပတ်မှုစနစ်အတွက်ကောင်းတာမှန်ပေမဲ့ယူရစ်အက်ဆစ်တက်စီတဲ့အစားအစာလည်းဖြစ်နေတာကြောင့်ချင်းချင်းထိန်းကြီးပြီးတော့စားတော့မှာဖြစ်ပါတယ်။ပုံစံထုတ်တွေကနန်းတွေနဲ့ပုံစံကြောက်တွေကတော့ ူရင်းများတာကြောင့်ယူရီအက်ဆစ်တက်တာခေါက်အတက်ကြရတာခေါက်ခါတာပေါ့နော်ဖြစ်နိုင်တဲ့အတွက်တော်တော်ရှော့စားတာကပိုတင်းတော်မှာဖြစ်ပါတယ်။နံပါတ်၄အစားအစာကတော့ဟင်းနီဟင်းရွက်တချို့ပါပဲ။ဘဲဘီဆက်ဘဲနီလေးနဲ့ကလဘဲတွေဟာဗီတာမင်ကြွယ်ဝတာမှန်ပေမဲ့ယူရီအက်ဆစ်တက်စေတဲ့ဖြူရင်းပါဝင်သောများတဲ့အစားအစာတွေဖြစ်ပါတယ်။ဒါအပြင်မြစ်တို့မြစ်ချင်းတို့မြစ်ချောက်တွေမှုအမျိုးမျိုးနဲ့ဟင်းနူးနွယ်ကညော့ပန်ကော်ဖီပဲဝင်ပေါက်တွေရလေယူရီအက်ဆစ်တက်စေတဲ့ဖြူရင်းပါဝင်သောအနေငယ်များတဲ့အစားအစာတွေဖြစ်တဲ့အတွက် ရှောင်ကျင်တာရှော့ထားတာလောက်ရမယ်နော်နောက်ဆုံးနံပါတ်5ကတော့အရက်ဘီယာနဲ့အချွေတွေဖြစ်ပါတယ်အရက်ဘီယာနဲ့အချွေတွေကလည်းခေါက်ဝေတွေနဲ့အတွက်ရှောင်ကျင်ရှော့သွားရမယ်စည်ရင်ထဲမှာပါဝင်ပါတယ်အရက်ဒီဘီယာတွေမှာကဖြူရင်းတက်ပါဝင်တာလည်းဖြစ်တယ်ခန္ဓာကိုယ်ရဲ့ယူရီအက်ဆစ်တွေကိုခြေဖြတ်ပေးတဲ့လုပ်ငန်းစဉ်ကိုအားနည်းစေတဲ့အတွက်အရက်ဘီယာကိုချင့်ချိန်ပြီးရှော့တော့ပါတက်နေတဲ့များရှောင်ကျင်မှာအချွေတွေကလည်းယူရီအက်ဆစ်ကိုမြင့်တက်စေတဲ့အပြင်ကယ်လိုရီတက်တာတွေစီးကျူဖြစ်တတ်တာတွေကြောင့် အရက်ပီယာနဲ့အချိုရီအချိုစာတွေကိုတက်နေနေမြရှော့စားကြပါရှောင်းစားကြပါလို့မှားရင်းနေပဲနှုတ်ဆက်ပါတယ်ခင်ဗျာနောက်ထပ်လည်းအခုလိုအခြေခံကျမကြီးဘူးတာများစွာကိုအမြဲတမ်းမျှဝေပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလည်းလုပ်ထားပေးကြပါဦးနော်အားလုံးပဲကျမချင်းဒုက္ခနဲ့ပြည့်စုံနေကြပါစေခင်ဗျာ